ဟုတ်ကဲ့ကိုဖွဲ့ပြီးခင်ဗျာအခုလို ARR ကိုဖြည့်ချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ပထမဆုံးမြေကျင်တဲ့မိကုံးကတော့ဒီပြီးခဲ့တဲ့ရက်ပိုင်းမှာပဲဒမရထရန့်အစိုးရကနေဒီအမေရိကန်နိုင်ငံကိုတွာလာခင်ပိတ်ပင်လိုက်တဲ့နိုင်ငံ12နိုင်ငံထဲမှာပေါ့နော်မြန်မာနိုင်ငံလည်းပါဝင်တာတွေ့ရတယ်မြန်မာနိုင်ငံသားတွေလည်းအမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်မပေးတော့ဘူးပေါ့နော်ဆိုရင်မှသူကအကြောင်းပြတာကတော့ overstay တွေများလို့ပေါ့နော်ဆိုတော့ student visa နဲ့လာပြီးတော့ဒီမှာ overstay ဖြစ်တဲ့လူတွေ များလို့ဆိုပြီးတော့ဒီလိုအကြောင်းပြချက်နဲ့မြန်မာနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပေးလိုက်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့လေ့လာတလားဒီလို overstay နေတဲ့သူတွေကမြန်မာနိုင်ငံထက်များတဲ့တခြားနိုင်ငံတွေရှိတယ်ပေါ့နော်။အဲမြန်မာနိုင်ငံထက်များတဲ့တခြားနိုင်ငံတွေလည်းရှိတယ်။ဥပမာလာအိုတို့ပါလို့ဆိုရင်မြန်မာနိုင်ငံထက်ပိုများတယ်ဆိုတာကျွန်တော်တို့လေ့လာပြီးရှိရတာပါလေ။အဲ့တော့အခုလို့မြန်မာနိုင်ငံသားတွေကို အမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်ပေးလိုက်တာကတခြားပါအကြောင်းများရှိတယ်လို့ထင်တယ်ခင်ဗျ။ ဘယ်လိုသုံးသပ်လဲဒီတို့ရဲ့ဒီတရားဝင်ထုတ်ပြန်တဲ့အထဲမှာဆိုရင်ကျွန်တော်တို့ဒီ executive order ပါပေါ့နော်အာ14161နဲ့တွားပြီးတော့တွားနေတာကိုတွေ့ရတယ်အဲ့ဒါအဲ့ executive ကကမစွန်ဒီ January တုန်းကဒီ2025 January တုန်းကဟို Trump ဟိုဘာကဒီဒီတို့ဒီဟိုထုတ်ပြန်ထားတဲ့ကြေညာချက်ပေါ့နော်အဲ့ဒါကပါနဲ့တွားဆက်ဆက်ရည်လဲဆိုတော့ကျွန်တော်တို့ဒီအကြံဖက်တောင်းကျမ်းမှုတွေ ဟိုအများပြည်သူလုံခြုံမှုတွေပြီးတော့အာနိုင်ငံတော်ရဲ့ဒီဘာပေါ့နော်လုံခြုံရေးတွေနဲ့တွားပြီးတော့တွားຫນွေပြီးတော့ဒီထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီဆန္ဒနိုင်ငံဒီကန့်တတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ဆိုတော့အဲ့မှာကျွန်တော်ကြည့်ကြည့်ရော March 14တုန်းကလေ New York Times ကနေဟိုအဆာဆောင်တစ်ခုထွက်တယ်ပေါ့နော်ဟိုဒီတမရထရမ်ကလည်းမှာဒီခီးသွားလာခွင့်ပိတ်ပြင်မယ်ဆိုပြီးတော့လေဒီအဲ့မှာ၄ဆက်နဲ့၃နိုင်ငံရှိရယ်အဲ့တော့ကျွန်တော်ကြည့်မိရပေါ့နော်အဲ့ဒါအခုပြန်ပြီးတော့ ရှိမိရခါကြတော့အဲ့မှာဘာတွေ့ရလဲဆိုအဲ့တုန်းကဒီလုံးဝပိတ်ပင်ဖို့ကိုအဲ့အဲ့တုန်းက၁၇နိုင်ငံပဲရှိတယ်၁၇နိုင်ငံမဟုတ်ဘူးပေါ့နော်ပြီးတော့လိမ္မော်လိမ္မော်ရောင်ရှိရယ်လိမ္မော်ရောင်က၁နိုင်ငံအဲ့ဟာကနည်းနည်းလေးတက်တာမယ်ပေါ့နော်ပြီးတော့အဝါရောင်ရှိအဝါရောင်က၂၂နိုင်ငံဆိုအဲ့မှာကျွန်တော်ကြည့်ကြည့်ရောအဲ့တုန်းကမြန်မာနိုင်ငံကပြောမစလိမ္မော်ရောင်မှာပဲပါတယ်ပေါ့နော်ဟိုအနီရောင်စစ်မှာမပါဘူးခုထွက်လာတဲ့ခါကျမြန်မာနိုင်ငံကအနီရောင်မှာပါပြီးတော့အဲ့တုန်းကပြောမစဆိုရင်ဒီအနီရောင်ထဲမှာပါတဲ့ ဘူတန်တို့ကျူဘာတို့မြောက်ကိုရီးယားတို့ဆီးရီးယားတို့ဗင်နီဇွဲလာတို့ကအခုကအကုန်လုံးအဲ့ဒီပါထဲမှာမပါတော့အနီထဲမှာမပါတော့အနီအဆင့်ကိုအခု12နိုင်ငံကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့ဘာတွေ့ရလဲဆိုတော့တော်တော်များများကအာဟိုဒီပလိပခန့်နည်းနည်းရှိရယ်ဆင်းရဲချမ်းသာတယ်ဟိုနည်းနည်းဆင်းရဲတဲ့နိုင်ငံတွေအဓိက target လောက်တာကိုတွေ့ရတာပေါ့နော်ဆိုတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အခုဒီအဓိကဟို official ထဲမှာပြန်ကြည့်မယ်ဆိုရင်တိတက်ပြန်ကြည့်မယ်ဆိုရင် overstay များလို့ရယ်ပြီးတော့ဟိုအစိုးရပူပေါင်းမှုအားနေရယ်ဆိုပြီးတော့တို့ကပြောအစိုးတို့အစိုးရလို့ပြောတဲ့ချိန်မှာဒီစစ်တပ်ကိုတို့ကပြောချင်တာဖြစ်မှာထင်တယ်ဆိုတော့အခုကတော့ overstay ကတော့ခုနကပြောသလိုပဲဟိုဒါကကျွန်တော်တို့အခု၁၂နိုင်ငံထဲမှာပြန်ကြည့်မယ်ဆိုရင်ဥပမာဆိုရင် chat ဆိုရင်ကျွန်တော်တို့ဟို B1 B2 visa ပေါ့နော်ပြောမှဆိုရင်ဒီအတေလာရဲ့ visa ဟိုခုနဟိုဒီဘယ်လိုပြောမလဲစီးပွားရေးကိစ္စနဲ့လာရတဲ့ visa က overstay တွေက49% 49.5 4ရှိရ percentage ကမြန်မာနိုင်ငံက28ပဲရှိရအဲ့မှာဆိုလေဆိုတော့ဒီအထူးသဖြင့်မြန်မာနိုင်ငံပုံနည်းနည်းပုံများတာကတဲ့ဒီ F ရဲ့ M ရဲ့ J အထူးသဖြင့်ကြောင်းကြောင်းတက်တဲ့ visa တွေများရပါတော့ဆိုအဲ့မှာဆိုရင်လည်းကျွန်တော်မြန်မာနိုင်ငံကပထမမဟုတ်ပြအောင်ပြောင်းစံချက်တော့ပုံများဖြစ်တော့ပါတော့ဒီစစ်နှစ်နိုင်ငံမှာပြင်ပြကျွန်တော်ပြန်ကြည့်မယ်ဆိုလေဆိုဟိုအရင်တုန်းကလည်းနိုင်ငံမကောင်းတော့ကလည်းဥပမာနိုင်ငံမကောင်းဆိုတော့ဒီ ဥပမာ30မတိုင်ခင်တော့ကလည်းဒါကတော့မြန်မာနိုင်ငံကခွာရတဲ့လူတွေကဒီတိုင်းပဲ over stay တွေရှိကြပါတယ်ဒါပေမဲ့အဲ့တုန်းကတော့ဒီလိုမျိုးပိတ်ပင်တာအကုန်လုံးမရှိခဲ့ဘူးเนาะအခုကကျတော့ဒီယာယီရောယာယီဆိုတာ non immigrant ရောသူတစ်ဖြစ်အမေရိကန်ပြောင်းရွှေ့ခွင့် immigrant ရောအကုန်လုံးပိတ်လိုက်တာပေါ့เนาะဆိုအဲ့လိုမျိုး over stay တွေများတယ်ဆိုရင်အရင်တော့ဘာကြောင့်မဖြစ်ဘူးမပိတ်တာလဲဆိုတာမေးဖို့တခုရရှိရပါမယ် overstay ဆိုရဟာကတော့အဓိကအကြောင်းသက်သက်ပြတယ်ဆိုရဟာကိုပဲကျွန်တော်ကပို့ပြီးတော့ယုံကြည်တယ်ပေါ့လေပြောမစွန်ဒီမြန်မာပြည်ကလည်းအရင်တုန်းကတော်တော်နိုင်ငံရေးတော်တော်ဆိုးခဲ့ပါတယ်အဲ့တုန်းကပြောမစွန်ဒီလောက်ထိဗီဇာပြည့်ပြန်ထားတာမရှိဘူးပေါ့နော်အဲ့တုန်းကလည်း overstay ရော asylum ရောရှိပါတယ်ဟုတ်အဲ့ဒါကြောင့်ကျွန်တော်ထင်တာတော့ဟိုတိတ် overstay ကိစ္စတော့အဓိကအကြောင်းပြချက်တော့မဟုတ်လို့ထင်တယ်ဟုတ်အဲ့တော့ကိုဘွယ်ပြီးတော့လို့ပညာရှင်တွေအနေနဲ့ဒီ ဘာကြောင့်ပိတ်ပင်တယ်လို့ယူဆလိုက်တာဟုတ်အဓိကကတော့ပိတ်ပင်တယ်လို့ယူဆတဲ့အကြောင်းရင်းကတော့ခုနကျွန်တော်ပြောသလိုပေါ့နော်ဒီဟုတ်ပြောရစွန်လေဒီပိတ်ပင်တဲ့တော်တော်များများကကြည့်မယ်ဆိုရင်ဒီဟိုဟာပေါ့နော် central က authority ကိုင်းတဲ့ဟိုအရေကအားနေတာကိုတွေ့ရတယ်ဆိုတော့မြန်မာနိုင်ငံကိုသူတို့ပြန်ပြီးတုံ့တက်တဲ့နေရာမှာကျွန်တော်ထင်တာပေါ့နော်အာအခုဒီ between ရေးက between ရေးဟိုဟာပေါ့နော် civil war ပေါ့နော် between တိုက်ပွဲကအရန် ပြင်းထန်လာတဲ့အခြေအနေကလည်းဒီထက်ကျလာဖို့မရှိဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုအဓိကကြည့်ပြီးတော့ကျွန်တော်တို့ပိတ်ပိတ်လိုက်တယ်လို့ထင်ပါတယ်တခြားဟာတွေထပ်တော့ကျွန်တော်ကတော့သိတော့မယုံပါဘူး over stay တွေဘာတွေကတော့သိတော့မယုံပါဘူးပြီးတော့ဒီပိတ်လိုက်တဲ့ဟာကလည်းကျွန်တော်ထင်တာပေါ့နော်အာဟို US အစိုးရ decision ချတဲ့ချိန်မှာဟိုအမေရိကန်အဖြစ်ဒီကျွန်တော်တခါတလေကြရယ်ဟိုတန်ယုံကနေအကြံပြုလို့ဆုံးဖြတ်ချက်ချတာဟာရှိတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ဒီ Washington ကနေအဲ့လိုဆုံးဖြတ်ချက်ချတာရှိတယ် ဆိုဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ထင်တာကတော့ဒီ Washington ဘက်ကအဓိကလာတယ်လို့ပဲမြင်နေပေါ့နော်ဟုတ်ကဲ့သူက NAR ရှိရဲ့ဆိုတော့လေဘယ်လိုဟာမျိုးကိုသူက NAR ရှိရဲ့လို့သူစတာလဲပြန် Andrea Shea ဆိုတော့ခုနပြောမှာဆိုသူတို့ကဒီ security နဲ့သွားပြီးအဓိက executive အရင်တော့ဒီနှစ်ဟိုပါပေါ့ January ဟာနဲ့သွားပြီးຫນွေတာပေါ့လေဆိုပြောမှာဆိုမြန်မာနိုင်ငံကဒီမှာကျွန်တော်တို့ဒီ US မှာရှိတဲ့မြန်မာနိုင်ငံနေပေါ့နော် immigrant တွေ ဥပမာနေတဲ့သူတွေကပြောမစမ်းဒီအကျန်းဖက်တောင်းချမ်းမှုတွေထဲမှာကျွန်တော်တို့လက်နက်ကင်တွေထဲမှာကျွန်တော်တို့ကတော်တော်လေးဟိုတခြားနိုင်ငံတွေထက်ဆိုင်ကျွန်တော်တို့ကတော်တော်လေးကင်မဲ့ပါတယ်ပြောမစမ်းလွန်ခဲ့တဲ့ကျွန်တော်ကြည့်ကြည့်ရောလေဒီ10နှစ်ကိုကျွန်တော်ကြည့်ကြည့်ရော US ကနေဒီကျွန်တော်တို့ဒီ refugee program နဲ့ပေါ့နော်9သိန်းကျွန်တော်ထင်တာ9သိန်းလောက်အထိကိုသူတို့ခေါ်တာတွေ့ရတယ်အဲ10နှစ်အတွင်းမှာဟိုဒီခေါ်ပါတယ်ပေါ့နော်အဲ့ထဲမှာဆိုကျွန်တော်ကြည့်သလောက်ဆိုရင်အာ မြန်မာနိုင်ငံကဒုတိယအများဆုံးဖြစ်တယ်ဒါပေမဲ့မြန်မာနိုင်ငံက refugee တွေတိုင်းပြည်ရဲ့အခြေအနေမကောင်းလို့လာကြတယ်။ဒါပေမဲ့ဒီမှာကြတော့ဟိုဒီ US မှာကြတော့လေဥပမာမူရဲ့ဆေးဝါးကိုင်းတို့ပါညာတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံသားတွေတော်တော်လေးကြင်ရှင်ပါတယ်။ဆိုတော့အဓိကကျွန်တော်ပြောချင်တာကတော့ဟိုဒီလုံခြုံရေးကိုနည်းနည်းပို့ပြီးအကြောင်းပြတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်။ဒါပေမဲ့အခုချိန်မှာကြတော့ တော်တော်များများကျွန်တော်ထင်တာတော့ overstay များတော့သူတွေကဟိုဘာနဲ့သွားနေလဲဆိုတော့ကျွန်တော်တို့ TPS လို့ပြောရတဲ့ temporary protected status ပေါ့နော်ဟိုမြန်မာလိုဘာသာပြန်မယ်ဆိုရင်ဟိုယာယီခေါလုံးနေထိုင်ခွင့်လို့ပြောမလားအဲ့ဟာနဲ့ကျွန်တော်တို့နေတာများတယ်ဆိုတော့အဲ့ဟာကအရင်တော့ကဘိုင်ဒန်ဆိုရတုံးကဒီပေးထားတာတစ်နှစ်တစ်ခါတတ်တန်းတိုးတယ်ဆိုတော့ဒီဟာကကျွန်တော်မှောက်စင် November 25မှာကုန်မယ်ပေါ့နော်ဆိုတော့အဲ့ဟာကဒီသမရ Trump ကနေတတ်တန်းတိုးမလားဆိုတော့ကျွန်တော်တို့မသိချဘူး တော်တော်များများကအဲ့ဒီဒီ TPS နဲ့နေကြတာများရတယ်ပေါ့နော်။ဒါပေမဲ့တစ်ခုရှိရဲ့အဲ့ဒီခုနကြေညာချက်ထဲမှာလေကျွန်တော်ကြည့်ကြည့်ရောအာဒီစနစ်နိုင်ငံကိုဘယ်လိုပြောမလဲအဲ့မှာပိတ်ပင်ပေမဲ့အဲ့နိုင်ငံမှာရှိပီးသားနိုင်ငံသားတွေပေါ့လေ US မှာရှိပီးသားဆိုရင် asylum ရှောက်ပိုင်ခွင့်တော့ရှိအဲ့ဟာတော့သူတို့ဒီကန့်တတ်ထားတာတော့မရှိဘူးဗျ။ အခုဒီ transfer ကဒီ American နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်လိုက်တဲ့ visa မျိုးစားတွေမှာဘယ်လိုမျိုးစားတွေပါပါလဲမြန်တော့ဘယ်လိုပုံစံမျိုးနဲ့လာလို့ရတယ်လဲကွာဒီမှာနိုင်ငံသားတွေအနေနဲ့ပေါ့လေ now ပထမကတော့ဒီဟောပေါ့เนาะပြန်ပြီးတော့ကြည့်မယ်ဆိုရင်အဲ့ဟာကဒီဂျွန်လ၄ရက်နေ့မှာထုတ်ပြန်ပါမယ်ပြောမစင်ဟိုအတိကဒီအကျိုးတက်ရောက်မှုကတော့ဂျွန်လ၉ရက်နေ့ကတော့အကျိုးတက်ရောက်မှုရှိရပေါ့เนาะပြီးတော့နောက်တစ်ခုကတော့ အဲ့မှာဆိုရင်တို့ပြောထားတာတက်တို့ဟိုအင်္ဂလိပ်လိုတိုင်ရိုက်သုံးမယ်ဆိုရင် immigrant နဲ့ non immigrant ပေါ့နော်ပြီးတော့ရွှေဟိုပြောမစင်တခါတည်းအပြီးပိုင်းအခြေချလာတဲ့သူတွေနဲ့တော့မဟုတ်ခဏတာလာတဲ့သူပေါ့နော်ဒီအဲ့ဟာကိုအဓိကအကုန်လုံးပါဝင်တယ်လို့ပြောတယ်ဆိုအဲ့ထဲမှာကျွန်တော်ကြည့်ကြည့်ရောအဲ့မှာတချို့ဒီချွင်းရချက်တွေရှိရပေါ့နော်ဥပမာဆိုရင်အာ US နိုင်ငံသား US နိုင်ငံသားမဟုတ်ဘဲ green card ဆိုရင်ဒီလိုသွားလိုက်ခွင့်ရှိရပြီးတော့နောက်တစ်ခုကအဲ့နိုင်ငံမှာဥပမာ US ဥပမာထားပါတော့ဗောနော်အဲ့နိုင်ငံပိတ်ပင်တဲ့နိုင်ငံသားဖြစ်ပေမဲ့ US နိုင်ငံသားလည်းရှိရဲ့ဗောနော်ဥပမာ dual citizen ဗောနော်အင်္ဂလိပ်လိုပြောမှာနိုင်ငံနှစ်နိုင်ငံကိုင်ဆောင်နေဆိုရင်ဒါတော့ပြဿနာမရှိဘူးပြီးတော့အဲ့နိုင်ငံ17နိုင်ငံမှာပါဝင်ပေမဲ့အဲ့နိုင်ငံရဲ့ဒီ diplomat တို့ဟောတော့ဒီဟောဗောနော်တန်တမန်တို့ဆိုရင်ဒါအသွားလာလို့ရတယ်ပြဿနာမရှိဘူးပြီးတော့အဓိကကမ္ဘာဖလားအိုလံပစ်တို့အဲ့လိုအကစားနဲ့ပတ်သက်ပြီးတော့သူတို့လာတဲ့ဟောရီဆိုတယ်သူတို့ အာကစားသမားတွေရောသူတို့ team member တွေရောဒါကတော့ပြဿနာမရှိဘူးပေါ့နော်ပြီးတော့အာ US နိုင်ငံသားအာဒီအမျိုးသားကအမျိုးသမီးကတခြားနိုင်ငံသားဆိုရင်ဒါကိုပိုင်ခွင့်ရှိရပေါ့နော်ပြီးကလေးကလေးဆိုရင်လည်းနိုင်ငံသားဟိုဖက်ကနိုင်ငံသားမဟုတ်ဆိုရင်လည်းခေါ်လို့ရဒါပေမဲ့အဲ့မှာတခုတွေ့ရတာကဟောပေါ့ဒီအဓိကသူတို့ဒီအသက်21အောက်ဖြစ်ရမယ်တော့ပြီးတော့ဒီလက်မထက်ရသေးဘူးဆိုတာဟာတော့ရှိရပေါ့နော်ပြီးတော့ ဟို US နိုင်ငံသားဖေမေကို petition လုပ်ရင်လည်းဒါကတော့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဟိုရသေးတယ်ပေါ့နော် SIV လို့ခေါ်တဲ့ special immigrant visa ပေါ့လေအဲ့ဟာတော်တော်များများကတော့တန်ရုံးနေမှာလုပ်တဲ့ဥပမာ15နဲ့ session နဲ့တော့လုပ်တဲ့သူတွေကဟို SIV ကဒီ US ကိုရပေးတယ်ပေါ့နော် special immigrants uh visa ပေါ့လေ ဖြစ်သဖြင့်နိုင်ငံတွေပို့ပြီးတော့ဒီအာပြည်ပခများတဲ့နိုင်ငံတွေမှာလုတ်တဲ့ embassy မှာလုတ်တဲ့ဒီနိုင်ငံသားတွေဆိုပို့ပြီးတော့ပေးရများတယ်ပေါ့နော်နိုင်ငံ embassy မှာလုတ်တိုင်းတဲ့ဒါတော့တိတ်မပေးဘူးပေါ့နော်ပြီးတော့နောက်တစ်ခုရေးကြည့်ရရှိသေးရဲ့ဟုတ်အဲ့ဟာကလေအခုထုတ်ပြန်တာ executive order မဟုတ်ဗျာအင်္ဂလိပ်လိုပြောမှာစ proclamation လို့ခေါ်တယ်အဲ့ဒါကြတော့ဒီဘယ်လိုပြောမလဲဒီအာထုတ်ပြန်ခြင်းညာချက်လို့ဘာသာပြန်မလားမသိဘူးအဲ့ဟာကကြတော့လေ ဆို executive order ထဲတော့ပို့ပြီးတော့ဒီ legal ပိုင်းဆိုင်ရာတည်ရောက်မှုတော့ပို့အားနေရပေါ့လေဒါပေမဲ့အဲ့ဟာဘယ်လိုလာမလဲတော့ကျွန်တော်တို့လည်းဟိုနည်းနည်းပြောရခက်တရပါတော့ဟုတ်ကဲ့ဘယ်လိုချင်းနေမျိုးကြာရင်မြန်မာနိုင်ငံကိုခုခီးသွားလာမယ်ပြိပင်ထားတာတွေကပြန်လဲဖြေလျှော့မှုတွေဖြစ်လာနိုင်လဲခင်ဗျာအဓိကကတော့မြန်မာဟိုနိုင်ငံတင်မဟုတ်ပေါ့နော်ဆန်းနိုင်ငံကိုကြည့်မယ်ဆိုရင်တော်တော်များများပြိပင်တဲ့နိုင်ငံတွေက ဟိုစင်ရင်မွေးတင်တာတင်မဟုတ်ပေါ့နော်အတိတ်ကဘီတွင်းပလီပခနိုင်ငံကြီးမတည်ငြိမ်တဲ့နိုင်ငံတွေပုံများတာပေါ့နော်ဆိုတော့အဲ့ဒါကိုကြည့်ချက်ဖြင့်မြန်မာနိုင်ငံရဲ့အတိတ်ကဘီတွင်းရေးဟိုအရန်ပြင်းထန်လို့ကျွန်တော်ကအဲ့လိုပဲမြင်နေပေါ့လေဆိုတော့အကယ်၍ဘီတွင်းရေးကိုကျွန်တော်တို့ပလီပခကိုအတိုင်းတာတစ်ခုထိ short ချတော့မဟုတ်ကျွန်တော်တို့ပြီးသွားမယ်ဆိုရင်ဒါတော့ဟိုပြောမစတပိုင်းပေါ့လေတော်မဟုတ်ဥပမာ ထားပါတော့ပြောမစရွေးကောက်ပွဲရွေးကောက်ပွဲဆိုတာဟိုတစ်ဖက်ကဟိုကကျင်ပါရွေးကောက်ပွဲမှာဟုတ်ပဲနဲ့ကျွန်တော်တို့ပြောမစဟို UN တို့ဘာလို့ပြောမစတပ်ပါတီကနဲ့အကုန်လုံးပါဝင်ပြီးတော့ရွေးကောက်ပွဲတော့အကုန်လုံးမိနိုင်ပြီးတော့ဟိုလက်ခံတဲ့အဲ့လိုမျိုးခြေနေမှာဆိုတာတစ်ပိုင်းဖြစ်လာနိုင်တယ်ပေါ့လေနောက်တစ်ပိုင်းကတော့ဒီလက်ရှိဟို Trump အစိုးရပေါ့လေဆိုတော့တတတန်ကတော့လင်းနေဆိုတော့နောက်တတတန်ကတော့သူကဝင်ပြိုင်ခွင့်တော့မရှိတော့ဘောနော်ဆိုတော့ဒီသူပြီးသွားပြန်ဆိုတော့နောက် မရအတိတ်ကဘယ်လိုလာမလဲပေါ့နော်ဆိုတော့အဲ့လိုဆိုလဲဒါဟိုဟိုဟိုချောက်ဖြစ်နိုင်တယ်လို့ယူဆရပေါ့လေပြီးတော့နောက်ဆုံးတစ်ခုကတော့အာကျွန်တော်တို့ရဲ့ဒီဘာမစံဟိုဟိုအင်္ဂလိပ်လိုပြောမစံ advocacy ပေါ့လေကျွန်တော်တို့ရဲ့ဂျိုပန်အထောက်ပြီးတော့ဒီလှုပ်ဆောင်မှုကအဓိကအရန်ရေးကြီးလို့ထင်တယ်ပေါ့လေဆိုတော့ဘာမစံဒီဟိုစီလုံးလှုပ်ဆောင် လို့စီတော်ဟုတ်ဆိုဖို့လို့ကျွန်တော်ပြောတဲ့ချိန်မှာဒီအဓိက human right တမားတွေပြောမှဆိုရင်ကျွန်တော်တို့နိုင်ငံရေးတမားတွေတင်မဟုတ်ပေါ့နော်အဓိကအရန်ရေးကြီးရတခုကအာကျွန်တော်တို့ဒီ American နိုင်ငံမှာရှိနေတဲ့ကျွန်တော်တို့အာဟွာတွေဒီဟိုမြန်မာနိုင်ငံသားတွေပေါ့လေအဲ့ဒါအီမတမိုက်ရေးကြီးရလို့ကျွန်တော်မြင်နေပေါ့လေဥပမာ Indiana မှာဆိုရင်3000 3000 4000လောက်ရှိရပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဥပမာဆိုရင်အခုကျွန်တော်တို့လွှတ်တော်မှာတွေ့နေတဲ့ Brave Burma Act ကိုအဓိကကျွန်တော်တို့ ဒီတင်သွင်းတဲ့ဆိုရင်လည်းအဓိက Michigan State ကနေလာတော့ဗောလေဆိုတော့သူကသူ့ရဲ့ YouTube တော့ဘာလို့မှကျွန်တော်တွေ့နေရတာကသူ့ရဲ့ constituency မှာသူ့ရဲ့မင်းဆန္ဒနေမှာ9000ကျော်လောက်ရှိရဲဆိုတော့အမေရန်ဟိုဒီလွှတ်တော်ဆွေးနွေးတိုင်းအဓိကလွှတ်တော်ဆိုတာဟာ Community ဆွေးနွေးတိုင်းမှာသူပြောရဟိုက်ရှိရဲဆိုတော့အဲကြောင့်ဒီမှာရှိနေတဲ့ကျွန်တော်ဒီဘာပေါ့နော်ဒီအာမြန်မာနိုင်ငံသားတွေပေါ့နော်အမေရိကန်မှာရှိရတဲ့မြန်မာနိုင်ငံသားတွေနဲ့ကိုယ့်ရဲ့သက်ဆိုင်ရာ ထွက်တော်ကိုယ်စားလှယ်တွေကိုတော်တော်လေးကိုပြောအောင်ပြောပြောဖို့ပေါ့နော်ဒီချင်းကပ်ကိုတော့အရေးကြီးရလို့ထင်တယ်အဓိကတော့ချက်ပေါ့နော်